အားလုံးပဲမင်္ဂလာများ YouTube Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champions ပြိုင်ပွဲတွေအားလုံးလည်းမင်္ဂလာပါ။ကျွန်တော်အခုဒါသုံးသပ်သွားမယ့်အကြောင်းအရာကအခုဒါ Premier League ကတစ်ဖက်ထဏာပြန်ပြီပေါ့နော်။ဒါဆိုရင် DRT အတွင်းမှာနိုင်ငံက break က၃ညမြောက်၃ညမြောက်ပြီးတော့ဒီနှစ်အတွင်းတော့ဒါအခု November break ကနောက်ဆုံးပဲ။ဆိုတော့ဒီဂျန်ဝါရီရဲ့လေးပုံတစ်ပုံကာလာကိုကြော်လာပြီ။ကြော်လာပြီဖြစ်တဲ့အချိန်မှာကျွန်တော်တို့ ်ချန်ပီယံဖြစ်နိုင်ခြင်းအမြင့်ဆုံးအသင်းနှစ်သင်းထွက်ပေါ်လာတယ်အာဆနယ်ရဲ့မန်ချက်စတာစီးတီးရဲ့ပြီးတော့သူတို့ကျန်တဲ့ဆက်ရှစ်သင်းထဲမှာဒီနှစ်သင်းကိုဆင်ခေါ်နိုင်ဆိုအမြင့်ဆုံးကတော့ဒါလီဗာပူးလို့ပဲပြောရမယ်ဆိုတော့ဒီသုံးသင်းပေါ့ဒီသုံးသင်းကလာယာဒီကုံမှာပဲအသင်းချန်ပီယံဖြစ်မလဲဆိုတဲ့အနေအထားဆိုတော့တသင်းချင်းမှာလည်းဟိုအာတာကက်အာနေချက်လေးရှိတယ်ပေါ့နော်ဆိုတော့အာတာချက်ဆိုတဲ့အဲ့အာတာချက်တွေရောအာနေချက်တွေရောထည့်ပြီးတော့ရောသမမှွေလိုက်တဲ့အချိန်မှာကျွန်တော်အခုချိန်မှာအာဆနယ်ကချန်ပီယံဖြစ်နိုင်ရဲ့အလားလာအကောင်းဆုံးအသင်းအဖြစ် မန်ချက်မန်ချက်စတာစီးတီးအပေါ်မှာဒါမလမကန်လေးမှာယက်တည်နေတယ်မန်ချက်စတာစီးတီးကဒုတိယနေရာမှာရှိပြီးတော့လီဗာပူးရဲ့ဖြစ်နိုင်ခြေကတော့ဒီ၃သင်းထဲမှာ weak အဖြစ်ဆုံးဒါပေမဲ့လုံးဝလွဲချော့သွားပြီလို့လည်းပြောလို့မရတဲ့အနေအထားမှာရှိတယ်ဆိုတော့အာဆနယ်ကဘာတွေအားသာတယ်လဲဆိုအာဆနယ်က maturity ပေါ့နော်ရင်းချက်မှုအပိုင်းမှာသူတို့အရန်တိုးတက်လာတယ်ခြေစွမ်းပိုင်းအရာအားကောင်းနေ ပြီးတော့ဒီအာဆနယ်ဟာအရင်ကအများအားအများတဒုက္ခရောက်ခဲ့တာက injury ပေါ့နော်အခုသူတို့ရဲ့ injury resilience ကတော်တော်လေးအကောင်းလာတယ်အခုဒီဟာဒီဆိုလို့အာဆနယ်မှာဒဏ်ပြတ်တာတွေအများကြီးပဲအခုပွဲစဉ်17အပြီးပါတယ်ဒါပေမဲ့အဲ့ဒီဒဏ်ပြတ်တာတွေကိုခံနိုင်ရည်ရှိခြင်းပေါ့နော်ခံနိုင်ဇွမ်းရှိခြင်းအဲ့ဒီအပိုင်းကအာဆနယ်အရင်တိုးတက်လာတာကအာဆနယ်ရဲ့ဒီဟာဒီတိတိကျကျပြောင်းလဲတိုးတက်လာတဲ့အချက်ပဲ ဆိုတော့ဒါကဒီ squad depth နဲ့လည်းဆိုင်တယ် Arsenal squad depth ကလွယ်လွယ်ပြောရင် Manchester City တောင်မှပိုအားကောင်းတယ်လို့ပြောလို့ရတယ်ပြီးတော့ Arsenal ရဲ့ဒုတိယအားသာချက်အဲ့ဒီဒုတိယအားသာချက်ကသူတို့ရဲ့ defensive အပိုင်းပေါ့နော်ခန်းစစ်ပိုင်းခန်းစစ်ပိုင်းဟာသူတို့အရန်ကျစ်လက်သိပ်တယ်တယ် defensive solidity နဲ့ပြည့်စုံတယ် Arsenal ခန်းစစ်ဟာလက်ရှိဒါကွင်းထဲမှာလည်းကျွန်တော်လက်တွေ့မြင်နေရဘလောက်အားကောင်းတယ်ဆိုတာပြီးတော့ဒီကွင်းထဲကခြေစွမ်းပုံမူတည်ပြီးတော့ထွက်ပေါ်လာတဲ့ဒီ stars တွေကိုကျင်းလဲ အာဖနာလက်ရှိပေးဖို့အ ਨੇ ဆုံးအသင်အဖြစ်ဖြစ်ဖြစ်သွားရက်တည်နေတာတစ်ချက်ပြီးတော့ဒီ expected goal against ပေါ့နော်တကယ်ပဲအသင်းတွေဒီအာဆနယ်အသင်းနဲ့အာဆနယ်နဲ့ကစားတဲ့ပွဲတွေမှာ goal ရနိုင်ချေဟာအင်မတန်နိုင်တယ်အာဆနယ်ဘက်ကကြည့်တော့ goal ပေးရနိုင်ချေ goal ပေးရနိုင်တယ်ဆိုတဲ့အနေအထားအာဆနယ်ဘက်ကကျင်းတယ်အာဆနယ်ဟာပြိုင်ဘက်ကို goal မပေးရနိုင်ချေအရင်မြင့်မြင့်တယ်ပွဲတစ်ပွဲမှာသူတို့အဲ့ပြိုင်ဘက်တွေက average ကပြန်မြ0.5လောက်ပဲ ရောက်လို့ရှိတယ်အာဆနယ်ပွဲတွေကိုကြည့်ရင်ဆိုတော့အာဆနယ်ဟာဆောဆောပြောရဲ injury resilience တိုးတက်လာပြီခံစားပိုင်းမှတ်တမ်းအရင်ကောင်းတယ်အဲ့ဒီအချက်တွေကပြီးခဲ့ရသည်အာဆနယ်အသင်းအရင်ချားလာတဲ့အချက်ပဲဆိုတော့သူတို့အမားလုံးမိနိုင်လို့မယ်ဒါပေမဲ့အဲ့ဒီအမားလုံးမိရင်ဘလို့ bounce back ပြန်လုံးမလဲဆိုတာကရင်းကျက်မှုအာဆနယ်ကအဲ့ဒီရင်းကျက်မှုတွေတက်လာတယ်ဆိုတော့အာဆနယ်မှာပြဿနာကသူတို့ကိုယ်တိုင်မှာပြဿနာကြီးကြီးမှမတွေ့ရဘူးအရင်ဆိုးဆိုးရွားရွားဒဏ်ရာတွေဒါမတွေ့ဘူးဆိုရင်သူတို့စီမှာပြဿနာ တို့တို့ပါတို့ဖန်ပြီးမဲ့ပြဿနာသိမတွေ့ရအောင်အစနယ်ရခံစက်ကတက်တကမက်ဂျော်ရတီပြည့်စုံလာတယ်မီကယ်အာတီတာပို့ပြီးတော့အားကောင်းလာတယ်ပြီးတော့အသင်းရဲ့စကော့ဒက်ပို့ပြီးတော့တိုးမြင့်လာတယ်ဒဏ်ရာပြဿနာတွေကိုဟိုခံနိုင်မြင့်လာတယ်ပြီးတော့ခံစက်မှတန်းအရန်ကောင်းတယ်ခံစက်ကစားပုံအရန်ကောင်းတယ်ဆိုတော့ဒီအချက်တွေကအာစနယ်ကိုလာမယ့်အခုဒီယာတီကုံမှာပေါ့နော်ယာတီကုံမှာဒီအာစနယ်ကိုချန်ပီယံဖြစ်နိုင်ကြီးတခြားနှစ်သင်းထပ်ပို့ပြီးတော့မြင့်နေသေးတဲ့အချက်လို့ပြောလို့ရတယ်ဆိုတော့ဆန်ဒါလန်နဲ့ ဒီတည်ကြသွားခြင်းပေါ့နော်အဲဆာလာလတည်ကြသွားခြင်းကနေဒီတဘောကိုကြည့်ပြီးတော့အာဆနယ်ကအဟိုဘလို့အားနည်းချက်တွေရှိသေးတယ်ပါညာပြောရလဲဒါရေတူအားနည်းချက်ပဲဖြစ်နေမယ်တကယ်တကယ်ကျတော့အာဆနယ်ဟာကျွန်တော် overall ခြုံချင်းတော်တော်လေးအားကောင်းလာတယ်ဒါပေမဲ့အဲ့တော့သူတို့ရဲ့ကောင်းဝတ်တွေများတယ်ဆိုရင်ဆိုးကွက်ကဘာရှိလဲဆိုးကွက်ဘာရှိလဲဆိုအာဆနယ်ကအခုဒီ၃င်းထဲမှာအခုလာမဲ့ဂျာဒီကောင်အထိမဟုတ်ပါဘူးအခု international break ကပြန်လာပြီဆိုတဲ့အချိန်နော်၄၅ဘွဲကိုကြည့်လိုက် အာဆနယ်ကပွဲနည်းနည်းလေးပိုကျက်တဲ့ဆိုတဲ့အနေထားရှိတယ်။အဲ့ကာလာတွေမှာအမှတ်ကိုအဲထိန်းနိုင်သလားမထိန်းနိုင်ဘူးလားအမှတ်ကွာမှုကိုထိန်းနိုင်မှာမထိန်းနိုင်ဘူးလားကြည့်ရအောင်။ဒါကြောင့်အမှတ်ကွာမှုမထိန်းနိုင်ဘူးဆိုရင်ဟိုဟိုပြင်းကြီးအနေထားကိုပြန်ရောက်သွားနိုင်တယ်။အဲ့လိုရောက်သွားလို့လေချန်ပီယံဖြစ်နိုင်ကြီးကဟိုလမ်းကြောင်းပေါ်ကနေထွက်သွားတော့မျိုးတော့မဟုတ်ဘူး။ဒါပေမဲ့နည်းနည်းလေးပို့ပြီးတော့ဝီးဖြစ်သွားလိမ့်မယ်။အဲ့တစ်ချက်နောက်တစ်ချက်ကတော့ဒီ making အထက်ထားတော့တစ်ခါလေကျတော့မလို့အပ်ပယ်နဲ့ဒီမာနအရင်မကြီးမိစေဖို့ ပြီးတော့တချို့အရာတွေကိုခေါင်းမမာမိစေဖို့လုံးဆက်ရှိတာလေးမှန်မှန်လေးလုံသွားရင်အာဆနယ်ရဲ့ဖြစ်နိုင်ချေအမြင့်ဆုံးကိုပြောလို့ရတယ်ဆိုတော့အာဆနယ်ဟာစကော့တက်အားကောင်းလာတယ်သူတို့ရဲ့ identity ကိုလည်းကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်နေရပြီဆိုတော့ဒါကြောင့်အာဆနယ်ကိုကျွန်တော်တို့ကဒီရာသီမှာကြံတဲ့နှစ်သင်းထပ်ပို့ပြီးတော့ဖြစ်နိုင်ချေမြင်တယ်အထူးအဖြစ်မန်ချက်စတာစီးတီးထက်ပုံမြင့်တယ်အပြတ်အသတ်ကြီးတော့မဟုတ်ဘူးဘာကြောင့်အပြတ်အသတ်ကြီးမဟုတ်ဘူးလို့ပြောလို့ရတယ်ဆိုတော့ဖပ်ကွာရူလာပွဲထောင်ရှိလာပြီ ထိတ်တန်းနီးပြအဖြစ်ပွဲပေါင်းတစ်ထောင်သူကင်တွယ်ခဲ့ပြီအမပေးအဲ့ပွဲထောင်အတွင်းမှာအမပေးချန်ပီယံဆုတွေကိုမလို့ညီမအဆုံးသူရယူခဲ့ပြီအဲ့တော့ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာဒီနှောင်းမန်းရောက်လာပြီဆိုဘလို့လျှောက်လမ်းရမလဲဆိုသူကောင်းကောင်းသိတယ်အပြေးခဲ့တဲ့ရာသီတုန်းကဟိုလီဗာပူးကိုလွှဲပေးလိုက်ရတယ်ပေါ့နော်ဒီအာနစ်စလော့ရဲ့အသင်းကိုအရှိမအရန်အမှားများထားလို့တိတ်တာမကွာဘူးဆိုရင်အာနစ်စလော့ရဲ့အသင်းလည်းတေချာပေါ့ဒီ target အထားခံမယ်ဖီအားအရန်များပါမယ် အဲ့လိုဖိအားများသွားလို့ဟိုခြေလမ်းယိုင်ပြီဆိုတာနဲ့ဒီ Manchester City ကအခွင့်အရေးယူနိုင်သွားရှိတယ်။အရန်ဖြတ်ထားနိုင်ရင်သာ Manchester City ကတိတ်မစိုးရင်ရတာ။ဆိုတော့အခုဆိုတာ Manchester City က Arsenal အနောက်မှာ၄မှတ်ပဲကွာတယ်။ဟိုပြီးတော့ဒီ International Break အပြီးမှာအမှတ်ထက်ကတ်လာမယ်ပေါ့နော်။၃မှတ်ပဲကွာတော့မယ်၊၅မှတ်ပဲကွာတော့မယ်။သူအမှတ်ညီသွားတယ်။ဆိုတော့အနေထားကြီးဖြစ်လာရင် Manchester City ကပိုပြီးတော့ကြောက်ဖို့ကောင်းလာမယ်။နောက်တစ်ခုကဒီ Arsenal အသင်းရဲ့ခံစစ်ကအရန်အားကောင်းလာဆို Manchester City ရဲ့အားသာချက်ကအနိုင်ရ နိုင်ကြည့်ရှိတဲ့နီလန်အာဆနယ်ထက်ပိုများတယ်မန်ချက်စတာစီးတီးကဟိုသူတို့ရဲ့ကစားပုံကလည်းမိရင်မိလာသူတို့ကြိုက်တဲ့ကစားသမားတုံးပို့ပြီးတော့ဟိုဟိုပုံစံမပြတ်သွားတဲ့အပိုင်းမှာမန်ချက်စတာစီးတီးကအမြင့်ဆုံးအဆင့်မှာရှိနေတော့မယ်အဲ့တော့လီဗာပူးနဲ့ဖွဲကိုကြည်လိုက်မန်ချက်စတာစီးတီးကလိုအပ်လိုအပ်သလိုဂိမ်းရဲ့ momentum ပြီးတော့ league ဒီ season တစ်ခုရဲ့ momentum ကိုသူတို့မှာဟိုအချိန်မရွေးတင်နိုင်စွာရှိတော့မယ်ဆိုတော့တွေ့ရတယ်နောက် မန်ချက်စတာစီးတီးမှာအရင်အားကောင်းတဲ့အချက်တစ်ချက်ကမန်ချက်စတာစီးတီးကဟိုဘယ်လိုပြောမလဲဆိုတော့ဟိုဒီ winning mentality ကြတော့ကျန်တဲ့နှစ်သိန်းထက်ကိုပုံမြင်တယ်အသိန်းလိုက်ရေရှည်အတွက်အဆရှိတဲ့အရာတွေသူတို့ emotional အရာဆိုသူတို့နောက် psychology အရာဆိုသူတို့ကပို့ပြီးတော့အားကောင်းတယ်လို့ပြောလို့ရတယ်အဲ liverpool အပိုင်းကြတော့ liverpool ကကြတော့နည်းနည်းလေး chaos ဖြစ်နေတယ်ကစားပုံ ထက်ပေါ့နော် result တွေကပို့ပြီးတော့ chaos chaos ဖြစ်တယ်အဲ့တော့သူတို့မှာကဒီ form ကလည်းအားနေနေတယ်ပြီးတော့ဒီရာဒီဆက်တဲ့ဘွဲမှာသူတို့၅ဘွဲရှုံးပြီးသွားပြီဆိုတာကတော်တော်ဆိုးတယ်ခန်းစစ်ပိုင်းကကျွန်တော်တူဦးတဲ့အမြင်ရဆိုခန်းစစ်ပိုင်းကအရန်မဆိုးတော့ဘူးတိုးတက်လာတယ်ဒါပေမဲ့အခုအချိန်ထိခန်းစစ်ပိုင်းကကျိုးပဲ့လွယ်တဲ့အနေအထားမှာတော့ရှိနေတော့မယ်ဘာကြောင့်လဲဆိုတော့လော်ဘူးပြုတ်ပြန်ရမယ့်အပိုင်းကသူတို့ရဲ့ structure အပိုင်းအဲ့ structure အပိုင်းကသူတို့တော်တော်လေးကိုအားနေတယ်ဆိုတော့ ဒီသုံးသင်းထဲမှာအခုဒီ feature အရဆိုရင်အခု international break အပြီးမှာ Liverpool ရဲ့ feature ကကျန်တဲ့နှစ်သင်းထဲနည်းနည်းလေးပို့ပြီးတော့အားသာတယ်ဒါပေမဲ့သူတို့ကဒီအနောက်မှာဒီရှစ်မှတ်ပြတ်ဆိုတဲ့အနေအထားကိုလည်းရောက်နေအောင်လည်းကျွန်တော်တို့တွေးရတယ်ဆိုတော့အရေးကြီးတဲ့အချက်က Arnislot ကသူ့ရဲ့ဒီ structural အပိုင်းကိုသူတို့ပို့ပြီးတော့တိုးတက်လောက်အောင်လုပ်ဖို့အများကြီးလိုသေးတယ်သူတို့ရဲ့ဒီ present ကိုစုဖွဲ့လုတ်ဆောင်တဲ့အပိုင်းနေအားနဲ့ချက်ရှိတဲ့ Manchester City နဲ့ပွဲမှာပေးလိုက်ရတဲ့ဂိုးမျိုး press လုတ်ထားရင်းတဲ့ကိုလော်လော်လေးဖောက်ထွက်ခံလိုက်ရ Nico Gonzalez ရဲ့ဒီပေးပို့မှုအဲ့ဒီခါမှာ Wolves space အကျယ်ကြီးကိုအသေးစံပြန်ဆင်းပြေးလိုက်ရတာနေဒါဒီ press ရော့ရဲမှုကနေပြီးတော့စတင်သွားတဲ့ဒီဖေဖေဖြစ်ခြင်းမရုံးသုံးကဖြစ်ခြင်းပဲအဲ့ဒီပြဿနာပြီးတော့ဒီ between the lines တင်မှာသူကစားပုံအများကြီးတိုးတက်လာဖို့လို့တည်ရဲ့ဆိုတော့ Arsenal Manchester City တို့နဲ့ရှင်ရဲ့ အားလစ်လော့ကရဲ့အသင်က repair လောက်မဲ့အပိုင်းတွေပုံများနေတဲ့အတွက်သူတို့ကဖြစ်နိုင်ကြီးညော့တယ်အတိုင်းမဲ့ဟိုထိတ်တန်းကစားသမားတွေအများကြီးရှိတယ်ပြီးတော့ဒီဟိုအဲ့ထိတ်တန်းကစားသမားတွေတိုက်စစ်အထူးသဖြင့်ထိတ်တန်းတိုက်စစ်ကစားသမားတွေအကလစ်ပြန်မိလာပြီဆိုတော့ result တစ်ပွဲနှစ်ပွဲသုံးပွဲလောက်ပြန်နိုင်ပြီဆိုတော့ ਨੇ အသင်းတသင်းရဲ့ဒီဟန်ချက်ပို့ပြီးညီလာမယ်စိတ်သက်ပုံမြင်လာမယ်ဆိုတော့လော်ဘူးကအားကောင်းနေတော့ဒါကြောင့်လဲ ပြန်တဲ့အသင်းနေပေါ့နော်ပြန်တဲ့18အသင်းပြန်သွားမယ်အဲ့18အသင်းတော့ပြန်ပြန်ဖြစ်နိုင်ကြီးရှိရတဲ့ကျွန်တော်မမြင်ဘူးဆိုတော့ Liverpool ကတော့ပြန်ပြန်ဖြစ်နိုင်ကြီးပါပါရှိတယ်အဲ Arsenal နဲ့ Manchester City တို့အတိအကလိုရမယ်ဒါပေမဲ့လက်ရှိအနေအထားအရဒီ concept ဘိုင်း solidarity အရာဆိုတော့ကောင်းပြီးတော့ဒီသူတို့ရဲ့ဒီ twin goal တွေမှာဒီ set piece တွေရဲ့အရေးပါမှုကလည်းကျွန်တော်မဖြစ်မနေထည့်ပြောရအောင်အဲနောက်တစ်ချက်ကဒီ Arsenal အသင်းပို့ပြီးတော့ရင့်ကျက်လာတယ်ပြီးတော့ဒီဒဏ်ရာပြဿနာတွေကိုပို့ပြီးခံနိုင်ရှိလာတယ် ဒီ squad ချင်းသာရှင်မယ်ဆိုလက်ရှိ Arsenal က Manchester City ထဲတော့မှပိုတောက်နေလို့ပြောလို့ရတဲ့အနေအထားမှာရှိတာကဒါကြောင့် Arsenal ကိုနည်းနည်းလေးပို့ပြီးတော့အလေးစားပေးတာဒါပေမဲ့ City မှာလည်း champion ဖြစ်နိုင်ကြီးအပြည့်ရှိနေတော့မယ် City ကလည်း Arsenal ကိုအခု Alan Haaland goal တွေပို့ပို့ပြီးတော့တွန်းလာတယ် Manchester City ရဲ့ verticality ဒီ down down light ပေါ့နော်ဒီဟိုကစားပုံပေါ့နော်ကစားပုံပို့ပြီးတော့တက်လာတယ်အခြေဆက်တွေပို့ပြီးအားကောင်းလာတယ်ဆိုတော့ဒီအချက်တွေကြောင့် Manchester City ကိုဒါတူတက်နေမှာထားတယ်ဒါပေမဲ့ Arsenal နဲ့ ဖြစ်နိုင်ခြင်းတိတ်မကွာဘူးလေးမှတ်ကြောင့်မဟုတ်၆မှတ်ဖြစ်နေရင်လည်းဖြစ်နိုင်ခြင်းတိတ်မကွာဘူးလို့ပဲပြောရမယ်အဲ့တော့ဒါကဒီလက်ရှိအာဆနယ်မန်ချက်စတာစီးတီးလိုဝါပူးတို့ရဲ့ဟိုလက်ရှိဟိုတပွဲစဉ်၄ပုံတပုံကြော်ကာလာပြီးပွဲစဉ်၁၁အပြီးအခြေအနေသုံးသပ်ဖို့ပေါ့နော်အဲ့တော့ဟိုအာဆနယ်မန်ချက်စတာစီးတီးလိုဝါပူး၃သင်းအပြင်တခြားသင်းပုံမဆွဲနိုင်ဘူးအဲ့၃သင်းထဲမှာလိုဝါပူးကဖြစ်နိုင်ခြင်းအလျော့ဆုံးသူတို့အော် repel လောက်မဲ့အပိုင်းတွေအများကြီးရှိတယ်ပြန်လည်းပြင်ဆင်ရမယ့်အပိုင်းတွေဟောပြင်နေရင်းနဲ့မိသွားရင်လေဘုံမှလည်းဖြစ်နိုင်ရည်ရှိတယ် အဖြစ်နိုင်ကြီးအများဆုံးကတော့ Arsenal ပြီးတော့သူနဲ့မလာမကတ်မှာ Manchester City ရက်တည်နေတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီအားဒီ Champion ဖြစ်နိုင်ကြီးနဲ့ပတ်သက်ပြီးသုံးသပ်ခဲ့တာပါကြီးစုအားပေးကြတဲ့ယူကမတ်တေးပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်